အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အတူတူလေ့လာမှာကတော့စောက်လုံရေးလုပ်ငန်းတုံးပစ္စည်းအခေါ်အဝေါ်များဖြစ်ပါတယ်ဒီသင်ခန်းစာကိုအတူတူလေ့လာရခြင်းရည်ရွယ်ချက်ကတော့အခုမှဒီထိုင်းနိုင်ငံကိုရောက်ပြီးတော့ဗောနော်စောက်လုံရေးလုပ်ငန်းမှာဝင်လုပ်မဲ့တငယ်ချင်းတွေအတွက်ကိုဒီပစ္စည်းအခေါ်အဝေါ်လေးတွေကိုအသေးစိတ်သိထားမယ်ဆိုရင် ပို့ပြီးတော့လုပ်ငန်းခွင်မှာအဆင်ပြေနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဗောနော်အဲ့ဒီတော့ကျွန်တော်တို့တွေ ဒီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုအသေးစိတ်တနေ့နည်းနည်းချင်းစီလေ့လာမှာဖြစ်ပါတယ်ပထမဦးဆုံးက it အုပ်ကိုပြောတာပါအုပ်အမျိုးမျိုးကို it လို့ခေါ်ပါတယ်ဒီနေရာမှာစာနဲ့လေ့လာနေတဲ့တငယ်ချင်းတွေကတော့ all it ဒေါ် it လို့ပြောရအတံမဲ့ထွက်မယ်ဒီမှာထောထန်နဲ့တတ်ထားပေးမယ်မတရာတူဝစကုတ်မဲကုတ်မှာပါတဲ့ထောထန်ဖြစ်ပါတယ် ထောထံဖြစ်ပါတယ်အဲ့ဒါကမဲကုတ်မှာပါတယ်ပေါ့နော်အုတ်ကိုပြောတာပါအိတ်နောက်တစ်ခုကအုတ်အနီလေးတွေပေါ့နော်အုတ်အနီတိတိလေးတွေရှိတယ်အုတ်အနီကြီးကြီးလေးတွေရှိတယ်အဲ့ဒါကို it mon လို့ခေါ်တယ် it mon ဒီနေရာမှာယောရင်နဲ့တတ်ထားတယ်သူကမဲကွန်းမှာပါတယ်နော်နူနဲ့တတ်တဲ့အတန်ပေါ့နော် mon or no mon အတန်တူတယ် it mon onni ဘောနော် onni လေးတွေတေးတေးလေးတွေရှိတယ်တခါရရဲ့ onni ဆိုလို့ရှိရင် it den လို့လည်းပြောလို့ရတယ်နော် dor a ngor den လို့လည်းပြောလို့ရတယ် it den နော်အဲ့ဒါ it den onni လေးတွေဘောနော်နောက်တစ်ခုက it bok it bok ဆိုတာကဒီရသောအပြည့်တုံးတဲ့ဒီဒီလိုအပေါက်ပါတဲ့ဒီအုတ် ခလေး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 တွေပေါ့နော်တချို့တွေဆိုတာဘီလက်မြေနဲ့လှုပ်ထားတဲ့အုံမျိုးတွေပေါ့နော် it box လို့ပြောပါတယ်နောက်တစ်ခုက it moon bound it moon bound it moon bound ကထုံးအုပ်ဖြူဖြူတွေကိုပြောတာဖြစ်ပါတယ်ပေါ့ပေါ့လေးပေါ့နော်အဲ့ bound ဆိုတာကပေါ့တဲ့ဟာကိုပြောတာ it moon bound အုပ်ထုံးအုပ်ဖြူဖြူတွေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ခေါ်တယ်ဆိုဗဒေါတုံးလို့ခေါ်တယ်ပေါ့နော်သူက ီလေးဝင်လေးဆွဲရအောင်လို့ဒီလိုမျိုးအပေါက်အပေါက်လေးပါတယ်ပေါ့နော်ဒီဇိုင်းမျိုးစုံရှိတယ်ပေါ့နော်သူပန်းပွင့်လေးမျိုးစုံရှိတယ်အဲ့ဒါကို it chong long it chong long လို့ပြောပါတယ် chong long လေးဝင်ပေါ့နော် chong long လေးဝင်ပေါက်ရှိတဲ့အုပ်အမျိုးအစားလို့ပြောတာဖြစ်ပါတယ်ပရောင်တုံးလို့ပြောတယ်နောက်ထပ်တစ်မျိုးကတစ်သားနဲ့ပတ်သက်တဲ့အရာတစ်သားနဲ့ပတ်သက်တဲ့အရာကိုတစ်သားကို mine လို့ပြောတယ် mine အတန်ကိုအပေါ်နည်းနည်းလေးမြင့်ပြီးရထွက်မယ် more i my my to my my ဆိုတာတစ်သားကိုပြောတာပါဒီနေရာမှာကျွန်တော်ပြောရရင်ရွေချက်ကတော့တစ်သားကိုဟိုတနေ့ကကျွန်တော်ကိုမေးထားတယ်ဗောနော်ဒီ အမတယောက်လားညီမတယောက်ကသူတစ်သားကိုဘယ်လိုခေါ်လဲပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ပြန်စဉ်းစားမိတာဩတစ်သားဆိုတာမိုင်းလို့ခေါ်ရတယ်ဒါပေမဲ့ तू မတီသေးဘူးတော့အဲ့တော့မတီသေးတဲ့သူလေးလည်းအများကြီးရှိနိုင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်အခြေခံပြည့်တဲ့ဒီဆောက်လုပ်လုပ်ငန်းတုံးမှာပို့ပြီးအကျိုးရှိမယ်အရာလေးတွေကိုကျွန်တော်တဖန်ပြန်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဆက်လက်ပြီးတော့လည်းဒီဆောက်လုပ်လုပ်ငန်းတုံးပစ္စည်းအခေါ်ဝေါ်လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းခေါ်ရတဲ့တစ်စင်ချင်းကျွန်တော်ပြန်ပြီးတော့မျှဝေပြီးမယ်ပေါ့နော် ်တစ်သားကိုမိုင်းလို့ပြောတယ်ဒီနေရာမှာပုံမှန်ရေးထားတယ်ပိုင်အောင်မိုင်းနာကွက်လက်เนาะမာဒီနေရာမှာ3 4 8 10ထဲလို့ရတယ်ထိုင်းမှာကျွန်တော်တို့စောက်လို့ရလုံးကမှာများသောအားဖြင့်သုံးတယ်မိုင်းနာ3မိုင်းနာ3เนาะဒီတစ်သားထူထူ၄တောင်ရှိရှိတွေပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ဘယ်မှာသုံးလဲဆိုရင်ကျွန်တော်တို့အောက်အခံပြားတွေရိုက်တဲ့နေရာမှာသုံးတယ်နောက်ထပ်ဒီတိုင်ပုံတွေပါတယ်ရိုက်တဲ့နေရာမှာ တောင်းနေပါလေကြောက်အောင်လို့ထောင်းတဲ့နေရာမှာတုံးတယ်မိုင်းနဆမ်အများကြီးအတုံးတဲ့တယ်ပေါ့နော်မိုင်းနဆမ်ပါစပိတ်တယ်ဆမ်ဆိုဆွဲလိုက်မယ်မိုင်းနဆမ်တုံးလက်မတသားပြောင်းပြောတာဖြစ်ပါတယ်တုံးလက်မဆိုရင်ဆမ်နီယူလို့ပြောတယ်ဒါမင်းနဲ့လို့ဒီနေရာမှာဆမ်နီယူလို့ပြောစရာမလိုမိုင်းနဆမ်ဆိုတာသိပါရင်နော်ဆမ်ဆိုရင်တုံးဆိုသိပြီတုံးလက်မတသားပြားပေါ့နော် တစ်သားအပြားဆိုရင်သူကတိုင်တစ်သားချောင်းလို့ပြောလို့ရရယ်နော်သုံးလက်မှာတစ်သားချောင်းပေါ့နော်ဒီမှာပိုင်အောင်မိုင်းနစာမာဆိုလို့ရှင်သုံးလက်မှာသုံးလက်မှာတစ်ချောင်းယူလာခဲ့လို့ပြောတာပေါ့နော်သုံးလက်မှာတစ်ချောင်းယူလာခဲ့ဒီနေရာမှာမိုင်းနစီမိုင်းနစီစီဆိုရင်လေးလက်မှာတစ်သားပြားပေါ့နော်သူကတော့လေးလက်မှာဆိုအပြားဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကမိုင်းနပဲ့မိုင်းနပဲ့ ပယ်ဆိုတာက၈လက်မသစ်သားပြပေါ့နော်၈လက်မကိုမိုင်းနာပယ်နောက်တစ်ခုက10လက်မသစ်သားပြမိုင်းနာ10မိုင်းနာ10 10လက်မသစ်သားပြအဲဒါအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါတွေကမိုင်းဆိုတာကသစ်သားအလုံးကိုကိုစားပြုတယ်ဒီညမှာမိုင်းနာ3မိုင်းနာ4မိုင်းနာပယ်မိုင်းနာ10 3လက်မသစ်သားကြောင့်4လက်မသစ်သားပြ ရှစ်လက်မှဒေသပြဆယ်လက်မှဒေသပြဒါဒီဟာစောက်လူကြီးလုပ်ငန်းမှာကျွန်တော်တို့ဒီဘီးလက်မြေမလောင်းခင်မှာခုံဆန်းတက်တဲ့အခါများသောအားဖြင့်အသုံးပြုတယ်ပေါ့နော်ပိုင်အောင်မိုင်းနာစာမှာ၃လက်မှဒေသကြောင်းယူလာခဲ့ဟုတ်ပြီနော်